ရုရှားမြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့တဘာဝမြေဩစာစက်ရုံတိစောင်းရေးစီမံကိန်းကိုဒီဇင်ဘာလမှာစတင်နိုင်ဖို့ရည်ရွယ်ထားကြောင်းတမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေသိရပါတယ်။ဒီဇင်ဘာ3ရက်နေ့ကတမကျေးလက်ဝန်ကြီးဦးလာမိုးနဲ့ရုရှားရင်းနှီးမြှုပ်နှံမှုရမုံငွေအဖွဲ့ Ross Concreto တွေ့ဆုံခဲ့ပြီးတဘာဝမြေဩစာစက်ရုံကိုတနည်းအတွင်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါတယ်။ တပါဝမြေဩဇာစက်ယုံအတွက်လိုအပ်မဲ့ကုန်ချင်းဖြစ်တဲ့တရိတ်ဆန်စွန့်ပစ်ပစ္စည်းတွေရရှိဖို့မွေးမြူရေးဆောင်တွေကနေဝယ်ယူတော့ဖို့ကိုလည်းဝင်ကြီးဌာနဘက်ကကွင်းစင်စစ်ဆေးမှုတွေပြုလုပ်ထားကြောင်းသိရပါတယ်ဒါအပြင်ရုရှားနိုင်ငံကပံ့ပိုးပေးတဲ့နေကြာမျိုးကိုမျိုးကိုစိုက်ပျိုးရေးတမဝါယမအသင်းတွေနဲ့စံတက်စိုက်ပျိုးခဲ့မှုအခြေအနေနဲ့ရွက်ပြန်းအားစေးရေးထုတ်လုပ်အသုံးပြုနိုင်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေလည်းပါဝင်ခဲ့ပါတယ် ရုရှားနည်းပညာနဲ့ထုတ်လုပ်တဲ့သဘာဝတမြေဩဇာကဈေးနှုန်းသက်သာပြီးတအေကကိုကျပ်တောင်းမှတပေါင်းခွဲအတွင်းသာကုန်ကြမဲ့အပြင်ရေထိမ့်သိမ့်မှုအတွက်လည်းအသုံးဝင်တယ်လို့သိရပါတယ်။တောင်သူတွေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ပြောကြားချက်အရသဘာဝမြေဩဇာသုံးဆွဲမှုကြောင့်တီးနှံအတိတ်မှုမြင့်မားလာမှုအပင်ကြီးထွားမှုကောင်းမွန်လာမှုတွေတွေ့ရှိရပါတယ်။ လောလောဆယ်မှာနေပြည်တော်ပဲခူးမကွေးမန္တလေးအေရော်ရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာတဘာဝမြေဩဇာတွေဖြန့်ဝေထားပြီးစက်ရုံတိစောက်ပြီးပါကပြည်တွင်းထုတ်လုပ်မှုနဲ့အချိုးကျဖြန့်ဖြူးပေးသွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ